ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ဇလက်ဟာမနေ့စောစောစီစီလမ်းလျှောက်ထွက်နေတဲ့အခါမှာလမ်းမှာဝရမင်းကလေးတွေအများကြီးလဲစမူစာရီစားနေတာကိုတွေ့ပါတယ်တလဝနေတာတော့ဘလို့ရီစမူစာစားနေရလဲအစားလည်းမလျှော့ကြအောင် ပြီးတော့ဝရတယ်လဲပြောကြတယ်။ဇလက်ဟာသူတို့ကိုကြည့်ပြောကစိတ်ညစ်ပြီးတော့အိမ်ပြန်လာခဲ့ပါတယ်။အိမ်ရောက်တဲ့အခါမှာတော့အစင်းနဲ့လုပ်ပြီးကိုလိသွားပါတော့တယ်။ဆရာကလည်းဒီနေ့မလာတော့ဘာလို့နောက်ကျနေရလဲမသိဘူး။နောက်ကျတာတော့ကောင်းပါတယ်။ငါတို့နောက်ထပ်နောက်ကျစေချင်တယ်။ဆရာမလာခင်မုန်းတစ်ချက်လောက်စားလာအောင်မယ်။နင်ကလေစားပြီးတော့ကြွေးဖြစ်နေသည်လား။နင့်ကိုနင်လည်းကြည့်အောင်ဝါတုံနေရပဲ။ပြီးတော့ကောင်းလေးတွေကနင့်ကိုမကြည့်ဘူးဆိုရင်လည်းပြောမယ်။တလောက်ဝါတုံနေမှာတော့ဘယ်ကောင်ကကြည့်မှာလဲ။ ကောင်လေးတွေကပိန်နဲ့မင်းကလေးတွေပဲသဘောကျကြတာလေဟုတ်တယ်ဟာငါတော့ဘာလို့လို့ဝိတ်မကြအောင်ဝိတ်မကြတော့လဲငါနောက်ထပ်စားလိုက်မယ်နင်ကတော့ကံကောင်းတယ်နင်ရဲ့ခန္ဓာကိုယ်ကပိန်သွဲပြီးအရင်လှနေရပဲငါတော့လေတိုက်နေလဲဝါနေရပဲကဲအပူတွေပြောမနေနဲ့နင်ကစားနေလို့ကျွဲလို့ဝါနေတာနောက်လဲဝါမှာပဲတလက်ကတငယ်ချင်းကြောင့်စိတ်ညစ်ပြီးအိမ်ပြန်သွားပါတော့တယ်ဒီလိုနဲ့အချိန်လေးကြာသွားပြီးဇလက်ကိုကောင်းလေးရင်ကလူတွေလည်းကြီးဖို့အတွက်လာကြပါသေး ။ငါသမီးလေးကလည်းဒီဝတ်စုံလေးနဲ့အယုံမလေးကြားနေရပဲ။အရန်ချစ်စရာကောင်းတာပဲ။အမေရေကောင်းလေးအရာလူတွေလာပြီ။တလက်ဟာအပြင်ကိုထွက်လာတဲ့အခါမှာပဲကောင်းလေးအင်ကသူတွေလည်းတခါရင်းနဲ့ကြိုက်သွားပါတော့တယ်။ငါချွေးမလေးကအရန်ချောတာပဲ။ခန္ဓာကိုယ်ကလည်းပိန်သွဲနေရပဲ။ငါရတော့သဘောတူတယ်။အမလည်းသဘောတူတယ်။ငါတို့လည်းကောင်းလေးကိုသဘောတူတယ်။အိမ်ကလူတွေအားလုံးကတော့တွေ့တယ်အမအိမ်ကချွေးမကြီးကဘမလဲအန်တီရောင်မကြီးကလည်းလာမလို့ပဲ ူကနေမကောင်းဖြစ်သွားလို့မလာတာပါ။ဒီလိုနဲ့ပဲဒေါနီကလည်းဇလက်ကိုသဘောကျလက်ခံပြီးလက်ဆောင်ပြန်ပြီးပြီးသွားပါတော့တယ်။ဒီလိုနဲ့အချိန်ကြာရင်နောက်မှာဇလက်ကသူရဆိုတဲ့ကောင်းလေးနဲ့မင်္ဂလာဆောင်ပြီးတော့ယောက်ျားရင်ကိုရောက်လာခဲ့ပါတယ်။ဒေါနီကလည်းသူ့ချင်းမကိုတီချာကြူဆိုပါတယ်။အိမ်မှာတော့ချင်းမဟာအိမ်သေးဝင်လာပြီးနင်းကြီးမကပြောခဲ့ပါတယ်။နင်တို့ကတော့နောက်ဆုံးတော့ငါပြောရလောက်ရမယ်။ငါပကံလုံးတစ်ခုတည်းကိုနှုတ်နဲ့ပန်းနဲ့ထည့်ပေးမယ်။ပြီးရင်လက်စွပ်ထည့်ပြီးနှိုက်ရမယ်။ နိုင်တဲ့သူကတော့အမြဲတမ်းအနိုင်ယူလို့ရပြီသူတို့ရဲ့ဒါရီကလင်ကြီးမလုံးရတာလေ DNDG ကဘာတူလဲတလက်ကြီးဒါက ND မဟုတ်ဘူးမကြီးလေနင်းလင်ကြီးမဒီဝတုံးမငတ်လင်ကြီးမလားသူကတော့အသက်20လောက်ကိုအသက်40လောက်ထင်းနေရပြီငါနားမှာကျွဲမကြီးလာထိုင်နေကြနေရပဲဇလက်ဟာအရင်ဝရလင်ကြီးမကိုကြည့်ပြီးစိတ်ညစ်နေခဲ့ပါတယ်အလုံးပြီးတော့ဒီနောက်မှာဇလက်ဟာတော့အနားယူဖို့အတွက်သွားပါတော့တယ်နောက်နေ့မနေ့ရောက်တော့အင်္ဂလူတွေအလုံးက ဟုတ်ကဲ့နဲ့လာထိုင်နေတဲ့အခါမှာပဲဇလက်ကလာပြောပါတယ်။ဒီနေ့ကတော့သမီးရဲ့ပထမရက်အတွက်ထမင်းချက်ရမှာလေ။ဘာရီချက်ရမလဲမေ။ချွေးမကြီးငါကတော့ချက်တာအကုန်စားတယ်။ငါကတော့ထမင်းကြိုင်လေထည့်ရမှာဆိုတော့ပူရီနဲ့အာလူဟင်းနူကဲဟင်းချက်ပြီ။ရောင်းမကြီးညီမအတွက်ကတော့ခောက်ဆွဲကြော်ပေးအောင်ညီမတော့ထမင်းလည်းမစားချင်ဘူးလေ။ညီမရေအိမ်ကလူတွေအားလုံးအတွက်ချက်မဲ့ဟင်းမဲ့ငါစားမယ်။ပြီးတော့ငါအတွက်မုံဆက်ချက်ရယ်ထမင်းရောချက်ပေးနော်။ ငါတော့တမျိုးစားတာနဲ့ဘိုက်မဝအောင်လေဇလက်ကတော့အားလုံးစကားနားထောင်ပြီးဘာမှမပြောဘဲတူးတူးစကားကြားပြီးတော့မျက်နှာမေ့ပြီးမိဖို့ကြောင့်လေးလာခဲ့ပါတယ်အလောက်စားနေလို့ကျွဲမကြီးလို့ဖြစ်နေရလေဘလောက်စားချက်နေလဲမသိဘူးအလောက်ဝနေလဲစားချက်နေတာအိမ်ကလူတွေအားလုံးစားတဲ့လောက်သူပဲစားချက်နေတာငါလှင်ညင်မှတော့ဘသူနဲ့မှမတူဘူးဇလက်ဟာစိတ်ထဲကနေပြောဆိုနေပြီးအဲ့ချိန်မှာပဲတူးတူးသားလေးပန်ပန်လေးရောက်လာခဲ့ပါတယ်အတော်ကြီးဘာလုပ်နေတာလဲ အတော်တယောက်ထိထမင်းချက်နေတာတားလေးကူလို့ပြီးမယ်လေတားရဲ့နေရတလောက်ငယ်သေးတောင်ငါ့ကိုဘာလုပ်ကူမလဲတားခုံယူပြီးမိဖို့ကြောင့်မလာထိုင်လေတလက်ပြောတာကြောင်ပန်ပန်ကလည်းခုံယူပြီးမိဖို့ကြောင့်မလာထိုင်နေပါလေတလက်ကလည်းပန်ပန်နဲ့စကားပြောရင်အချိန်လေးကုန်သွားပြီးတော့ထမင်းဟင်းချက်တာတောင်မသိလိုက်ရပါဘူးတားရဲ့နင်းနဲ့စကားပြောပြီးချက်လိုက်တာသိတော့မသိလိုက်ဘူးဒါအရင်ချက်ဖို့ကောင်းတာပဲအတော်ကတော့အမြဲတမ်းမိကိုကူလုတ်တယ် အတော့ဒါဟင်းတွေထမင်းတွေယူသွားပေးမယ်လေဒါကူလုတ်ချင်တော့ပပိုင်ဟာလေဟင်းတွေထမင်းတွေယူပြီးဇပွဲပုံကိုသွားချပေးလိုက်ပါတော့တယ်ပပိုင်ကဇလက်ကိုအလုတ်ကူလုတ်ပေးပါတယ်ခဏအကြာမှာအားလုံးကစားဖို့ထိုင်လိုက်ကြပြီးအိမ်ကလူတွေဟာတော့အရန်ကိုကြိုက်နေပါတော့တယ်တေသူကတော့ဘသူကမှဘာမှမပြောဘဲလက်နှစ်ဖက်နဲ့အာပါဒိယာစားနေပါတော့တယ်မကြီးရဲ့ဖြည်းဖြည်းစားပါအဲ့လောက်စားနေတာနင်းသွားအောင်မယ်ငါကတော့ဘာမှမဖြစ်ဘူး ငါ၈နာရီလောက်ဆိုစားမရတာအခုတော့၈နာရီခွဲနေပြီဗိုက်ရမ်းစာနေပြီအကိုရဲ့ထားလိုက်ပါရောင်မဗိုက်စာနေပြီပြောလို့မရတော့ဘူးရောင်မဆက်လက်ချက်တာအကုန်စားကောင်းနေနော်ဟုတ်တယ်ချွေးမနေရတော့ဟင်းချက်ရတာကြိုက်တယ်ထင်တယ်အကုန်လုံးစားကောင်းနေဟုတ်တယ်ဖေတမီးကတော့ဟင်းချက်ရတာလည်းကြိုက်တယ်ကျွေးရတာလည်းကြိုက်တယ်အိမ်ကလူတွေအားလုံးကတော့ကောင်းပါတယ်ဒါပေမဲ့ငါ့လင်ညီမကတော့အယူထောင်ကလွတ်လာတာကြာနေပါပဲ အစားတောက်လည်းတခါမှမမြင်ဘူးတဲ့အတိုင်းပဲဇလက်ဟာအင်ကလူတွေကိုတော့ဘာမှမပြောပါဘူးခဏကြာမှအားလုံးစားလို့ပြီးသွားတဲ့နောက်ဇလက်ဟာပန်းပိုင်းနဲ့တီဗီကြည့်နေပါလေဒီလိုနဲ့ပဲနေ့ရက်တွေကြာသွားပြီးတည့်ရက်မှာတော့ဇလက်ကလည်းရောက်ခမကိုချက်တော့နှိပ်ပေးရင်ပြောခဲ့ပါတော့တယ်အမေသမီးကတော့မိဖို့ကြောင့်ကြည်နိုင်တယ်အိမ်ကလူတွေကလည်းနေမကောင်းဖြစ်မှကြောက်တယ်သမီးကထမင်းချက်မယ်အမကိုကြာတော့အိမ်ကတခြားလူတွေလှုပ်ခိုင်းမှာ ဟုတ်တယ်ချွေးမရေငါတော့အစတည်းကချွေးမငယ်ပဲမိဖို့ကြောင့်ထိန်းစေချင်တာငါတော့လေဟိုဝတ်တုတ်ချွေးမကြီးကိုမိဖို့ကြောင့်ထိန်းခိုင်းရင်ငါအစားတောက်တွေအားလုံးတည့်ရက်နဲ့ကောင်းအောင်လုပ်မှာတလက်ကဒီလိုပြောတာကြောင့်ပြုံးပြီးပြန်သွားပါတော့တယ်ဒီလိုနဲ့ပဲတည့်ရက်ကြတော့ဒေါနီဟာသူ့ချွေးမနှစ်ယောက်တမိနယ်ဇီးရိတ်သွားတဲ့အခါမှာသူတို့ကမိုးသွားတာကြောင့်ဇီးမရောက်ခင်ပါပဲလမ်းမှာထိုင်လိုက်ပါတယ်အမေရဲ့အဲ့ဒါကြောင့်တီယောင်းမနဲ့ဘဲမှမသွားချင်တာဇီးရမရောက်သေးဘူး ဟိုနားထိုင်ဒီနားထိုင်နဲ့ချွေးမကြီးရဲ့အဲ့ဒါကြောင့်ငါပြောတာနင်ကအစားတော့မလျှော့ဘူးဝိတ်ကတော့တက်လာတာကဲအခုလမ်းတော့မလျှောက်နိုင်တော့ဘူးဟိုနားဒီနားထိုင်နဲ့နင်ကမောတာနဲ့လမ်းတော့မလျှောက်နိုင်တော့ဘူးလေအမေသမီးကဝါလို့မောတယ်ထင်းနေလားဈေးနဲ့အိမ်ကဝေးသေးတယ်လေအဲ့တော့သမီးကလည်းမောတာပေါ့သမီးအမေဆိုရင်သမီးထက်ဝါတယ်အမေထက်တောင်အလွတ်လုံနိုင်သေးတယ်သမီးကပပိုင်မွေးပြီးမှဝါလာတာလေဒီလင်ညင်မလဲသူ့ရုပ်ကိုမှန်နဲ့မကြည့်ဘူးထက်နေသူ့ကိုယ်သူပိန်နေတယ်ထက်နေ အမရေဈေးနဲ့အိမ်ကလည်းဝေးတယ်မခေါ်ပါဘူးအမ5မိနစ်နားပြီးပြီခုတော့ဆက်သွားလို့ရရင်မလားတူတူကလည်း5မိနစ်အနားယူပြီးလမ်းလျှောက်ရင်းနဲ့ဈေးတွေကိုရောက်သွားပါတော့တယ်ဈေးတွေရောက်တာနဲ့ဈေးဝယ်ရင်တူတူလည်းမောလာပြီးအသက်ရှူကျက်လာခဲ့ပါတယ်ဆန်းဆန်းရေငါရမ်းမောနေပြီရေတောက်ချက်နဲ့ရေဝယ်ပေးပါလားရောင်းမတော့ဘာမှလုပ်လို့မရဘူးရောင်းမဝဲချဖို့ပြောလည်းမရဘူးခဏဆောင်ရေတော့ဝယ်ပေးမယ် ဆန်ဆန်ကလည်းမျက်နှာမိတ်ပြီးသူသူ့အတွက်ရေးဝေလာပြီးခဲ့ပါတယ်။ဒေါနီကလည်းသူ့ချင်းမနှစ်ယောက်တမိနဲ့အတူဈေးဝယ်ပြီးအိမ်ပြန်လာခဲ့ပါတယ်။ဒီလိုနဲ့ပဲအချိန်လေးကြာလာခဲ့ပြီးတရက်ကြာတော့ဇလက်ကထမင်းဟင်းချက်နေတဲ့အခါမှာပဲအတို့ကြီးတောက်ပိုက်စာနေတယ်။တောက်ခောက်ဆွဲပြုတ်ပြီးပါလား။တာလီယာခောက်ဆွဲပြုတ်စားချင်တာလား။အခုပဲလှုပ်ပေးမယ်။ဇလဟာအတီးရွတ်တွေလှီးပြီးခောက်ဆွဲပြုတ်ကမစလာထိပ်ပြီးချက်ဖို့အတွက်လုပ်နေပါတယ်။သူတို့ကလည်းခောက်ဆွဲပြုတ်နဲ့ရပြီးမိဖို့ကြောင့်လေးရောက်လာခဲ့ပါတယ်။ စလဲ့ထမင်းချက်လို့ပြီးပြီလားငါပရမ်းစာနေပြီအခုမပြီးသေးဘူးလေအခုမှအတီးရွက်လေးညလေချက်ဖို့ကတနားလောက်ကြာမယ်အခုမှ6ညပဲရှိပါသေးတယ်ဟုတ်တယ်ငါပရမ်းစာနေပြီတာအတော့ခောက်ဆွဲပြုတ်ခိုင်းညလားတခါတလေအမေအတွက်ကိုမစင်ဆောင်တော့စလဲ့ငါအတွက်လည်းခောက်ဆွဲရှစ်ထုပ်လောက်ပြုတ်ပေးပါလားငါပရမ်းစာနေပြီဘာမှမစားရငါမူးလဲတော့မယ်အမေကကုနာပဲဆရာဝန်စီကပြန်လာတာမလားနင်းပဆက်ကိုပိတ်ထား နင်ကငါ့အမိလားငါနင့်အမိလားဆက်လက်ရေငါအတွက်လဲခေါက်ဆွဲရှစ်ထုပ်လောက်ပြုတ်ပေးငါပိုက်ရမ်းစာနေပြီဘလို့အမိလဲမသိဘူးတခြားအမိတွေကသူတို့မစားရရင်တော့တားသမီးကိုကျွေးတယ်သူကြတော့လဲတားစားတော့ကြည့်ပြီးကလေးကြနေရပဲလိုက်စားချက်နေ啊တလက်ဟာဘာမှမပြောပေးခေါက်ဆွဲရှစ်ထုပ်ပြုတ်ပြီးအတီးရွတ်တွေနဲ့ချက်နေခဲ့ပါတယ်အိုးကြီးတဲ့ကခေါက်ဆွဲတွေကိုပဲအိုးလိုက်ယူပြီးသူတို့ကတီဗီကြည့်ရင်စားနေခဲ့ပါတယ်ဒီလိုနဲ့ပဲအချိန်တွေကြာလာခဲ့ပြီး သူတို့ကစားကျင်တာတွေကိုဇလက်ကိုပြောပြီးအငြင်းတန်းချက်ခိုင်းပါတော့တယ်။တရကြတော့သူတို့ကခုံပေါ်ထိုင်ပြီးဇလက်ကိုပြောခဲ့ပါတယ်။ဇလက်ရဲ့ငါပိုက်ရမ်းစာနေပြီ။ငါအတွက်မုံဆက်ချက်လောက်လုပ်ပေးပါလား။ဘာမှမရှိလဲတက်သီးတနက်နဲ့ပဲစားလိုက်မယ်။အမအခုမှ၃နိုင်ထိုးတာလေ။တနာရပဲနေ့လယ်စာတွေအဝစားထားလေ။ဘလို့ပိုက်စာညလဲ။အစားတော့လျှော့ပါအောင်အမရဲ့။ချွေးမရေ။သူတို့ကဘသူစကားကိုမှနားထောင်မှမဟုတ်ဘူး။အစားတော့လည်းလျှော့မှမဟုတ်ဘူး။ ချွေးမဆက်လိုက်ရင်နင်သွားချက်ပေးလိုက်ပါ။တလက်ကလည်းမျက်နာမေ့ကမိဖို့ကြောင့်လေးလာပြီးဂျုံနေလိုက်ပြီးတော့မုံနေလုံနေခဲ့ပါတယ်။ဒီလိုနဲ့ပဲအချိန်တွေကြာသွားပြီးတရက်ကြာတော့တူတူဟာလှီကားကဆင်းလာတဲ့အခါမှာပဲမူပြီးလေးကြသွားပါတော့တယ်။ပမိုင်ကလည်းသူ့မေမူးလေးတော်ကိုကြည့်ပြီးငိုပြီးတော့အင်းကလူတွေကိုခေါ်ခဲ့ပါတယ်။အတော်ကြီးအဖေလာပါဦး။အမေမူးလဲနေပြီအမြင်လာပါ။ချွေးမကတော့နင်မကောင်းဖြစ်ပြန်ပြီထင်တယ်။ဘလောက်ပြောပြောအစားမလျှော့ဘူး။ ။ဆန်းဆန်းကြီးဆရာဝန်ခေါ်လိုက်လေ။ဆန်းဆန်းကလည်းဆရာဝန်ခေါ်ပြီးခဏကြာမှတော့ဆရာဝန်ရောက်လာပြီးသူ့ဆက်လိုက်ပါတော့တယ်။ညရောက်တော့အဖြေရတဲ့အခါမှာသူတို့ကစီးကြိုတွေရမ်းတက်နေပြီးပြီးတော့သွေးပောင်လေးကျနေတယ်။သူကအသက်တော်ငယ်သေးတယ်။စားအစာတွေမလျှော့ဘူးဆိုရင်တော့သူ့အတွက်မကောင်းဘူးနော်။ယောဂါတွေအများကြီးရနိုင်တယ်။ချွေးမကလေးဘလို့ပြုတ်ပြုတ်မရဘူး။ငါလေးပြောနေရင်ပါဇက်တောင်ညောင်းလာပြီ။အဖေအမေနေကောင်းမှမလား။ဘာမှဖြစ်မသွားဘူးမလား။ အမေကအမြဲတမ်းနေမကောင်းဖြစ်တယ်နော်။ဒါလေမငိုရအောင်လေ။တသားမေကဘာမှမဖြစ်ဘူး။အမေကဘာမှမဖြစ်ဘူး။ဒါအမေကတလဆိုရင်ငါတို့လိုပိန်သွားမှာ။ဒါကြည့်ထားပါ။ဇလက်ကလေပန်းပိုင်ကိုယ်တော်ကိုကြည့်ပြီးစိတ်မကောင်းဖြစ်နေခဲ့ပါတယ်။ဒီလိုနဲ့ပဲညရောက်တော့ဇလက်ကညဝေဆုံဝက်ကသူရနဲ့အိတ်နေရင်စကားပြောနေခဲ့ပါတယ်။သူရရဲ့ငါတို့တခုခုလောက်တဲ့နိုင်အမဝိတ်လည်းမချအောင်ဒီနေ့ပမရုံလည်းကြည့်အောင်တနာပါရဲ့။ ငါတို့ကတော့ဘာတက်နိုင်မှာလဲဘာမှလုပ်လို့မရအောင်လေသူစားနေတာကိုပြောလို့လည်းမရဘူးတလက်ကတညာလုံးစဉ်းစားနေပြီးနောက်နေ့မနေ့ရောက်တဲ့အခါမှာတော့သူရာခဲအိုးနဲ့ဒွန်နီရိုနဲ့တိုင်ပင်ပြီးအကြံတစ်ခုကို ထုတ်ပါတော့တယ်ဒီလိုနဲ့ပဲတည့်ရမှာတော့သူသူဟာထမင်းစားနေတဲ့အခါမှာယောက်ျားပဲသွားနေရလဲထမင်းကျက်တော့မယ်လေတခါရဲစားတော့ပါလားမစားတော့ဘူးငါအဲ့ဒီတယောက်နဲ့ချင်းထားတယ်နောက်ကြနေပြီငါသွားတော့မယ် နေကတော့အစားတော့ပဲစားနေယောက်ျားပါလို့လဲစိတ်ဝင်စားအောင်အခုကျတော့ဘယ်သွားလဲသိလားသိတယ်လေအမေအလုပ်ရှိလို့သွားတာပဲယောက်ျားသမီးကိုဘတော်မှမလိမ်ဘူးဒေါနီပြောတာတောင်သူတို့ကတော့တန်တရားစိမ်မဝင်ပါဘူးသူအစားတော့သူသားစားနေခဲ့ပါတယ်မနေ့ကနေညနေရောက်သွားတဲ့အခါမှာဇလက်နဲ့သူရကလည်းသူသူစီကိုလာခဲ့ပါတယ်သူတို့ဟာတီဗီကြည့်နေခဲ့ပါတယ်မကြီးဇလက်ကလည်းအပြင်းစားစားနေတယ်လို့ပြောနေတယ်မကြီးလင်းလိုက်ခဲ့ပါလား ကောင်းတာပေါ့အပြင်အစားအစာတွေမစားရတာလည်းကြားပြီငါတော့ပမိုင်းနဲ့အိမ်ကလူတွေခေါ်ခဲ့မယ်မခေါ်နဲ့အမညီမအိမ်ကလူတွေအားလုံးမေးပြီးပြီသူတို့ကမလိုက်ချင်ဘူးလို့ပြောတယ်သူကလည်းအပြင်ကိုသွားစားရမယ်စကားကြားပြီးသဘောကျနေခဲ့ပါတယ်သူတို့နဲ့အတူတူသူသူဟာလည်းလိုက်သွားပါတော့တယ်ဆိုင်ရောက်တော့တူတူယောက်ျားကလည်းကောင်မလေးတယောက်နဲ့ထိုင်နေပါတယ်တူတူဘက်ကိုကြောက်ခိုင်းထားခဲ့ပါတယ်ဇလက်ကကြည့်ပြီးတော့ပြောလိုက်ပါတော့တယ် အမပြောတော့ခဲအိုကအလုံနဲ့သွားတာဆိုအခုကျတော့ကောင်မလေးတယောက်နဲ့လက်ချင်းချိတ်ထားပါလားနင်းကအရန်လာတာပဲခန္ဓာကိုယ်ကလေပိန်သွေးနေတာပဲငါနင်းအတွက်ဝေစားလက်လာလေးဝယ်ပေးခြင်းနဲ့ဟုတ်လားအဲ့လိုဆိုလဲငါအတွက်ဝယ်ပေးလေငါလည်းနင်းဝယ်ပေးတာလေးဝတ်ချင်တယ်အဲ့ကောင်မလေးကသူ့အလုပ်ကကောင်မလေးထန်တယ်သူကအဲ့လိုပဲလက်ဆောင်တွေဝယ်ပေးတတ်တယ်အမလေးအရန်ယူအားတာပဲနော်ဘသူကအလုပ်လုပ်တဲ့သူလက်ဆောင်တွေပေးလို့လဲယောက်ျားလေးတွေကပိန်တဲ့ကောင်မလေးကိုပဲသဘောကျတာ ဝါရဲကောင်မလေးတွေဆိုရင်မကြိုက်ဘူး။သူရနင်းလည်းပြောလေ။ဟုတ်တယ်။ယောက်ျားလေးတွေကပိန်တဲ့ကောင်မလေးတွေကိုပဲကြိုက်တောင်း။ဇလက်ကိုလည်းပိန်လို့ကြိုက်တောင်း။ဇလက်တော်ဝါရင်မကြိုက်ခဲ့ဘူးပိန်သွင်းနေမှကြိုက်တာမနေ့ပြန်17နာရီလောက်တွေ့မယ်နော်နင်းကိုဈေးဝယ်ပေးမယ်မကြီးရေအကိုကတော့ကောင်မလေးကိုနောက်ရချင်းနေပြီတဖက်မှာတော့သူရနေဇလက်ကတော့တန်တရားစိတ်တွေဝင်နေပြီတူတူကတော့သူ့ယောက်ျားကိုမျက်စိမှိတ်ပြီးယုံနေပါတယ် ဒီလိုနဲ့ပင်ထမင်းစားပြီးအိမ်ပြန်သွားကြပါတော့တယ်။နောက်နေ့မနေ့ရောက်တော့တီဟာကလည်းအစိုးကြီးရုံကိုသွားပါတော့တယ်။တလက်ကတူတူစီလာပြီးပြောခဲ့ပါတော့တယ်။အမရေခဲဦးကြီးကတော့ရုံကိုအစိုးကြီးသွားပြီးထမင်းကြလည်းမယူသွားအောင်ညီမတော်ဟိုနေ့ကကောင်မလေးနဲ့သွားတွေ့တဲ့ထက်နဲ့ညီမတို့ရုံကိုသွားကြည့်မယ်လေ။တလက်ကတူတူလက်ကိုဆွဲကရုံကိုသွားပါတော့တယ်။ရုံရောက်တဲ့အခါမှာတီဟာကကောင်မလေးကိုခေါ်ပြီးကုန်တိုက်ကိုသွားပါတယ်။ဇလက်တို့ကလည်းတီဟာနောက်ကိုလိုက်သွားပါတယ်။ ။တလန်တူဟာမျက်နှာအုပ်ပြီးမျက်မှန်တက်ခါတိဟကိုစောင့်ကြည့်နေပါတယ်။နင်ကတော့ဒီဝတ်စုံလေးနဲ့ဆိုရင်ရမ်းလာမှာ။ဒါလေးပဲဝတ်လိုက်။တိဟရဲ့နင်အကြိုက်ကလည်းရမ်းကောင်းတာပဲ။ငါလည်းကြိုက်တယ်။အမတွေ့လား။အမောက်ဆိုဘာမှဝယ်မပေးဘူး။သူကြတော့ဈေးကြီးတောင်ဝယ်ပေးတယ်။တူတူကမျက်စိနဲ့မြင်ပြီးတာကြောင့်မယုံနိုင်မေးဖြစ်နေခဲ့ပါတယ်။တူတူဟာတိဟကိုရမ်းယုံကြည်နေပါတယ်။ဒီလိုနဲ့နှစ်ယောက်လုံးအိမ်ပြန်သွားပြီးတူတူကတိဟအပြန်ကိုစောင့်နေခဲ့ပါတယ်။ တီဟာကည7:00နာရီမှအင်ကိုရောက်လာခဲ့ပါတယ်။တီဟာခန်းထဲလာတဲ့အခါမှာ အင်ဂျီမှာနှခမ်းနီတွေပေးနေပါတယ်။ဒီနှခမ်းနီတွေကဘလို့ပေးနေရလဲ။ငါမသိဘူးလေ။ငါလည်းပင်ပန်းနေပြီ။နင်နှခမ်းနီတွေပဲနေမှာပါ။တီဟာကဒီလိုပြောပြီးအိတ်တော်ပါတော့တယ်။သူသူကတော့တညာလုံးမအိပ်ဘဲစဉ်းစားနေခဲ့ပါတယ်။နောက်နေ့မနေ့ရောက်တော့လေသူသူဟာဘာမှမစားဘဲမနိကအเจ้าနေကိုပဲတွေးနေမိပါတယ်။ ီလိုနဲ့ပဲကြည်နေရင်လည်းည12နာရီတိဟကအိမ်ပြန်မလာသေးပါဘူး။ရှင်ခုတော်ဘာလို့ဒီလောက်တောင်မှအိမ်ပြန်နောက်ကျနေရလဲ။ငါတို့တွေအတူတူစကားမပြောတာကြားပေးပြောကြမယ်လေ။နောက်ရပြောမယ်။ငါအရင်ပင်မနေပြီ။ငါတွေ့ကြတော့ပင်မနေ။ကိုကောင်မလေးကိုကြတော့ဈေးဝယ်ပေးနေတာ။ငါတော့စကားကောင်းမပြော။ငါတော့ဝနေတော့ငါ့ကိုခွဲချင်နေတဲ့နဲ့။ငါမှသားတယောက်ရှိတယ်။ငါ့ကိုတိဟခွဲလိုက်ငါပင်မနေရမလဲ။အဲ့လိုဖြစ်လို့မရဘူး။ငါဝိတ်ချရမယ်။ တသူဟာတညာလုံးစိတ်ညစ်ပြီးတော့မအိမ်ပါဘူး။နောက်နေ့မနေ့အစောချပြီးဇလက်ကလေးချင်ငယ်လုပ်တဲ့နေရာကိုသွားခဲ့ပါတော့တယ်။ဟာအမအစောထနေပါလား။ဟုတ်တယ်ဇလက်ရဲ့ငါ့ကိုကူညီအောင်။ဒီဟာတော့ငါဝါလို့ငါနဲ့မပေါင်းချင်တော့ထန်နေ။နင်နဲ့သူရာပြောတာမှန်နေ။ယောက်ျားလေးတွေကပိန်မကြိုက်ကြတာ။ဇလက်ရဲ့ငါဝါနေလို့ဒီဟာတခြားကောင်မလေးထားနေတာ။ငါ့ကိုဝေးချဖို့ကူညီအောင်တော့။အမဘာမှစိတ်မပူနဲ့။ဒီနေ့ကစပြီးအမဝေးကြအောင်လုပ်ပေးမယ်။ ဒီညစပြီးတော့လေ့ကျင့်ခန်းတွေလောက်ရမှာနော်တူတူဟာတီဟာအကြောင်းတွေတွေ့ရင်လေ့ကျင့်ခန်းလုပ်နေခဲ့ပါတယ်တူတူကတားလေးကိုမြင်တိုင်းမျက်ရည်ဝဲလာခဲ့ပါတယ်ဒီလိုနဲ့ပဲနှစ်ရက်ကြာသွားတဲ့နောက်မှာဇလက်နဲ့အတူလမ်းလျှောက်လေးထွက်လာပါတယ်ငါအရင်မောနေပြီငါမပြေးနိုင်တော့ဘူးနောက်ထပ်ဘလောက်တောင်ပြေးရမှာလဲအမရေအခုမှပန်းချံတစ်ပတ်တောင်မပြေးသေးဘူးအမလည်းခဲအိုပင်အောင်လုပ်ပြမှာလေမောလို့မရဘူးနော်အမြန်ပြေးကြမလား လန်စကားကြားပြီးသူသူကထပြီးတော့ပြေးသွားပါတော့တယ်။အိမ်ရောက်တော့လဲအစားတွေကိုလျှော့ပါတယ်။ချွေးမသူသူရဲ့နင်ထမင်းမစားဟုတ်လား။ဘာအရွက်တွေယူစားနေရလဲ။အမေဒါအရွက်မဟုတ်ဘူး။သမီဝိတ်ချနေရလေအစားတော့လျှော့မယ်။ဒီလိုနဲ့ပဲကြည်ရင်ကြည်ရင်ဆယ်ရက်ပြေးသွားပါတော့တယ်။သူသူဟာလေးချင်ကန်းလို့စားတော့တွေလျှော့ပြီးအချိန်ကားလာကြတဲ့အခါမှာပိန်သွေသွားပါတော့တယ်။အဲ့နောက်မှာသွေးစင်ယောဂါစစ်တွေလုပ်ခဲ့ပါတယ်။ အင်္ဂါလူတွေလည်းသူတို့ကိုကြည့်ပြီးပြောနေပါတယ်။အင်္ဂါလူတွေအားလုံးဟာဟောကင်းမှာထိုင်နေတဲ့အချိန်မှာအမေသမီးဝိတ်ဘလောက်ကြသွားပြီလဲတွေ့လား။အမေကိုဝါရဲဆိုပြီးဘသူမှမပြောတော့ဘူး။အမေလည်းပိန်သွားပြီ။နောက်နှစ်ရက်နေအမတို့ရဲ့မင်္ဂလာနှစ်ပြည့်လာတော့မယ်။ဘာစီစဉ်ရှိလဲ။ငါတော့တီဟောက်အပြင်ခေါ်သွားခိုင်းမယ်။ပမိုင်မွေးတရလည်းမသွားရအောင်။ငါဝါတော့တီဟောက်လည်းမခေါ်ချင်ခဲ့ဘူးလေ။နောက်နှစ်ရက်နေတော့သူတို့ရဲ့မင်္ဂလာနှစ်ပြည့်ကိုရောက်လာခဲ့ပါတယ်။ တင်းဟရင်ငါတို့အပြင်သွားကြမယ်လေမသွားရတာလဲကြာပြီမင်္ဂလာနှစ်ပြည့်လည်းဖြစ်တယ်လေငါစီမအချိန်မရှိဘူးလေငါတော့လုပ်တယ်များနေအောင်ရှင်ရလဲအခုတလောဆိုငါတော့ဆိုအချိန်မရှိဘူးဟိုကောင်မလေးကိုကြာတော့အဝတ်စားဝယ်ပေးတယ်အပြင်သွားတယ်အဲ့နေ့ကငါလိုက်ကြည့်တာပုံနဲ့လဲရိုက်ထားတယ်ငါဝနေလို့ငါမပောင်းချင်တာမလားနင့်သားမျက်နှာကိုလည်းကြည့်ပါဦးသူတို့ဟာတလောက်ရဲ့ကြမှာသူ့ယောက်ျားကိုအောင်းလုံးပြောပြလိုက်ပါတယ် တီဟာကစကားရီကြားပြီးတော့ရင်းနေပါတော့တယ်။အင်းကလူတွေဟာလည်းအခန်းထဲရောက်လာခဲ့ပါတယ်။အမမဝသလောက်မျက်ရည်တွေကပိုဝနေတယ်လို့ပဲမငိုပါနဲ့တော့။ဆလတ်ငါအိမ်ထောင်ကြီးပြက်နေတော့နင်တို့ရီနေရလား။ရီမှာပဲလေ။နင်ကဇလက်ရဲ့အကြံတွေတွေကိုရောက်သွားတာပဲ။ဇလက်ကနင်ကိုဝိတ်ချစေခြင်းလို့အဲ့လိုလုပ်တာ။နင်ယောက်ျားကလည်းမင်းကလေးမရှိဘူး။ဒါကငါတို့အတီလေးကကောင်းပါလေးပဲ။အင်းကသူတွေဟာတူတူကိုအကြောင်းစုံပြောပြလိုက်ပါတော့တယ်။ တူတူကနားထောင်ပြီးသဘောပေါက်သွားခဲ့ပါတယ်။တိဟကလည်းတူတူရဲ့စိစစ်ချက်ကိုပြခဲ့ပါတယ်။ဒီမှာကြည့်နင်းစိစစ်ချက်ကနင်းကဝိတ်နဲ့အတူယောဂါတွေလည်းထိနိုင်သွားပြီ။နင်းပြင်သွားချင်တာမလား။ငါပြောတာလုပ်ရမယ်။ဒီမှာငါဝင်လာတဲ့ဝတ်စုံကိုဝတ်သွားဝင်လာခဲ့ပါ။တိဟကလည်းအဲ့ဒီနေ့ကဝေထားတဲ့ဝတ်စုံလေးကိုထုတ်ပေးလိုက်ပါတယ်။တူတူကဝတ်စုံအလှလေးဝတ်ပြီးတိဟနဲ့ပြင်သွားပါတော့တယ်။ဇလက်ဟာနောက်ဆုံးမှာတော့သူ့နင်းကြီးမှတူတူရဲ့ဝိတ်ကိုချပေးနိုင်ခဲ့ပါတယ်။ ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။